ို့ဘုံကျဲခံရတာနဲ့ပတ်သက်ပြီး KYA ဘိုလ်ချုပ်ခွန်မော်တင်ထားတဲ့ post ကို screenshot ရိုက်ပြီးစက်တုံးမှာ KYA အဖွဲ့တွေစက်ကြီးကောက်တဲ့နေရာကိုစစ်တပ်ကဘုံကျဲလိုက်လို့ဘိုလ်ချုပ်ခွန်မော်ကရန်တွေ့နေတယ်ဆိုပြီးဖြန့်ဝေနေပါဗျ။မင်္ဂလာပါ TV Fact Check ရဲ့ podcast အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့စက်တုံးမှာဘုံကျဲခံရလို့ထိခိုက်သေးဆုံးခဲ့ရသူတွေဟာ AA တွေဟုတ်မဟုတ် PDF တွေကရွှေဘုံမြို့အောင်မြေဖုံးတော်ကြီးကျောင်းတိုက်ကိုရှော့တိုက်တုံးနဲ့ပြစ်လို့ကိုရင်တွေပြန်လွန်တော်မူသွားတာဟုတ်မဟုတ်စတဲ့စစ်စစ်ချက်တွေကိုဒီ focus ကနေနားဆင်နိုင်မှာပါစက်တုံးမှာ KIA အဖွဲ့တွေစက်ကြီးကောက်တဲ့နေရာကိုစစ်တပ်ကဘုံကျဲလိုက်လို့ဗိုလ်ချုပ်ခွန်မော်ကရန်တွေ့နေတယ်စက်တုံးမြို့မှာလက်ရှိနေနေတာ KIA အဖွဲ့ပဲရှိတော့တယ်ဆိုပြီးဖြန့်ဝေနေပြီမဲ့ စတုံးမြို့ဘုံကျဲခံရလို့ကလေးတွေအပါဝင် ပြည်သူတွေတိတ်ဆုံးရတာလို့လူလက်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါဗျ။သတင်းဌာနတွေရဲ့ဖော်ပြချက်ထဲမှာ KIA ပြောဆိုချက်အပြင်ဒေသခံတွေရဲ့ဖြေဆိုချက်တွေနဲ့ပါသတင်းဖော်ပြထားတာပါ။ဒါကြောင့်စတုံးမှာ KIA အဖွဲ့တွေစက်ကြီးကောက်တဲ့နေရာကိုစစ်တပ်ကဘုံကျဲလိုက်လို့ဗိုလ်ချုပ်ခွန်မော်ကရန်တွေ့နေတယ်။စတုံးမြို့မှာလက်ရှိနေနေတာ KIA အဖွဲ့ပဲရှိတော့တယ်ဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။ ထိခိုက်သေးဆုံးသူတွေဟာကလေးတွေအပါဝင်ပြည်သူတွေပဲဖြစ်ပါတယ်။နောက်ထပ်နားဆင်ရမှာကတော့ PDF တွေကရွှေဘုံမြို့အောင်မြေဖုံးတော်ကြီးကျောင်းတိုက်ကိုရှော့တိုက်ဒုံးနဲ့ပစ်လို့ကိုရင်တွေပြန်လွန်တော်မူတဲ့ဆိုပြီးစစ်အုပ်စုလက်အောက်ခံလော်ဘီတွေကဖြန့်ဝေနေတာကိုစစ်ဆေးပေးပါမယ်။ဒီဖြစ်စဉ်ကိုစစ်ဆေးကြည့်ရတဲ့အခါမှာတော့စကိုင်းတိုင်းရွှေဘုံမြို့နယ်တက္ကနန်းကျေးရွာကိုအော်တိုဘားလ2ရက်နေ့ကစစ်အုပ်စုနဲ့တော်လှန်ရေးအဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တာကို ရွှေဘုံမြို့ကညနရုံမှာအထိုင်ချတက်ဆွဲခဲ့တဲ့စစ်တပ်အထိုင်စခန်းကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်လို့ရွှေဘုံမြို့အောင်မြေဖုံးတော်ကြီးကြောင်းတိုက်ကိုကြားရောက်ခဲ့ပြီး ကိုရင်လေးပါပြန်လည်တော်မူခဲ့တယ်လို့လွတ်လပ်ပြုံးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဒေသခံတွေကမေးမြန်းပြီးသတင်းဌာနတွေမှာသတင်းဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါကြောင့် PDF တွေကရွှေဘုံမြို့အောင်မြေဖုံးတော်ကြီးကျောင်းတိုက်ကိုရှော့တိုက်ဒုံးနဲ့ပစ်လို့ကိုရင်တွေပြန်လည်တော်မူတယ်ဆိုပြီးဖြန့်ဝေနေတာဟာလူရဆွဲရေးသားဖြန့်ဝေနေတဲ့သတင်းအမှားပဲဖြစ်ပါတယ်။နေ့ရက်တိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်မှခွဲခြားနိုင်စေဖို့တင်ဆက်ပေးနေရပါ။ online ပေါ်ကသတင်းတွေကိုတွေ့တိုင်း ချက်ချင်းလက်ခံလိုက်တာမျိုးမဟုတ်ပဲမိမိတို့ကိုယ်တိုင်ဖက်ချက်လုပ်ပြီးမှယုံကြည်ကြပါနော်မင်္ဂလာရှိတဲ့ညချမ်းအချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင်